သင်အသက်40ကျော်လာရင်တော့ဒါတွေတည်ထားခဲ့တင်ပြီတဦးတယောက်အတွက်အချိန်နဲ့လမ်းဆက်တတ်တနိုင်ရမယ့်အရာမဟုတ်တော့ဘူးပြင်မရနိုင်တော့တဲ့အရာတွေတန်းတားရင်ဝမ်းနည်းနေရမယ့်အရာမဟုတ်တော့ဘူးတစုံတယောက်ကိုနာကြည့်ပြီးမုန်းတီးနေရမယ့်အရာမဟုတ်တော့ဘူးအရွယ်လေးရလာတော့တွေ့တွေ့ဆဆနဲ့ပေါ့ချစ်တာတွေမုန်းတာတွေကိုဘေးဖယ်အလိုက်တင်နေရမယ့်အရာဖြစ်နေပြီး အစင်ပြေတာမပြေတာပတ်တာရင်ဘက်ကြီးနဲ့လိုက်မခံစားပဲဘဝကိုပေါ်ပေါ်ပါပါဖက်တန်းရမယ့်အရွယ်ပါဒီလူကကိုယ့်ကိုမချစ်ဘူးမဟုတ်လားမခင်တွယ်ဘူးမဟုတ်လားထားခဲ့လိုက်တော့ဒီလူကကိုယ့်ကိုတန်ရောစေမရှိဘူးသူ့အတွက်အချိန်တွေကုန်ခံမနေနဲ့ကို့အပေါ်မှာနားလည်းမပေးနိုင်တဲ့သူကိုချင်းစာမပေးနိုင်တဲ့သူမခင်တွယ်နိုင်တဲ့သူမကျင်နာနိုင်တဲ့သူ ဒီမရတဲ့သူသူ့အကြောင်းလေးကိုမတွေးနဲ့တော့ထွက်ချထားခဲ့။ဘာလို့လဲဆိုတော့အချင်းတွေကမရှိတိတ်မရှိဘူး။အရွယ်တွေရလာပြီ။အီမရအဖမရနဲ့၎င်းနေရင်တခြားလူကိုတစ်ဖက်သက်လိုက်ပြီးတွေ့ကပ်နေရင်စိတ်တိုင်းမကြတော့အရွယ်မြင်မြင်ကြတယ်။ဒီအသက်အရွယ်ဒီအသေးတွေကွဲနေတော့ဆိုတိတ်အဆင်မပြေဘူး။ကိုယ်ပါချစ်ခင်သူများနဲ့ ဘဝကိုပျော်ရွှင်စွာဖြတ်တန်းနိုင်မှစိတ်ကျန်းမာမယ့်အရွယ်စိတ်ကျန်းမာရေးကိုဂရုစိုက်ရမယ့်အရွယ်ကိုယ်ဘုံမချစ်မနစ်တတ်တဲ့သူအကြောင်းရင်ပတ်ထဲတိမ်ဆဲပြီးကောင်းတဲ့ပြန်ထက်သွားလျာတည်ဆောင်သွားရမယ့်အရွယ်မဟုတ်တော့ဘူးအချင်းနဲ့ပတ်သက်လာရင်နားလိုကနားသွားလိုကသွားတစ်တပင်လိုအဖြစ်မျိုးနဲ့ရက်တည်ရမယ့်အရွယ် အသက်တွေကြီးလာပြီမို့အချိန်တွေမပြုံးနဲ့တော့ငိုဖို့ထက်ရင်နံအောင်ကြိုးစားအချိန်တွေကလေရွယ်သူတွေလိုမပူရှံတော့ဘူးတက်တန်းအရာကိုကအရင်သွားကြရမှာမို့တပားသူကိုချစ်ဖို့ထက်ကိုကိုကိုချစ်ရမယ့်အရွယ်ပါလို့ပြောပြချင်တာပါမြင့်ချက်တင်ရွာနဲ့ဘဝကိုကောင်းမွန်စွာဖြတ်တန်းနိုင်ကြပါစေ။